Hello, hello, hello. Chào là bia. Hello, hello. Hello. โอเคဆိုတော့လေကျွန်တော်ဒီနေ့ကတော့ဘာမှတော့ကျွန်တော်ထွေထူးတော့ဟိုအနေဖြစ်လာတော့မဟုတ်ဘောเนาะအဓိကတော့ကျွန်တော်ဒီအာမြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့ဒီငလင်ဘောเนาะဒီငလင်တန်းနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလောက်ပြောချင်လို့ဘောเนาะကျွန်တော်နောက်ပိုင်းလဲဒီဗီဒီယိုတွေတိတ်တော့မတင်ဖြစ်ဘူးဘောเนาะမတင်ဖြစ်ဘူးဆိုတာကလည်းဒီအခုလက်ရှိဖြစ်ပျက်နေတဲ့ဒီပြဿနာတွေနဲ့ပတ်သက်ကျွန်တော်လဲဟိုအများစားတိုင်းလဲမလုပ်ချင်ဘောเนาะဆိုတော့အဲ့ဒါကြောင့်မို့ကျွန်တော်လဲတော်တော်လေးတော့ဟိုတိတ် ီဒီယိုတော့တိတ်မသိင်ဖြစ်ဘူးเนาะအဓိကနေ့ပြောချင်တဲ့အကြောင်းအလေးကတော့ကျွန်တော်ဒီငလင်းအကြောင်းပြပြီးတော့တချို့ဒီငွေလိမ်နေတဲ့ပြဿနာပေါ့เนาะအဲ့ဒါကအခုတော်နည်းနည်းကိစ္စကြီးရဲ့ဗျာဘာဖြစ်ဆိုတော့အခုဒီအခုကြီးရှုနေတဲ့လူတွေလည်းတိမာပေါ့เนาะဒီကျွန်တော် Facebook တွေမှာကျွန်တော်ဒီ TikTok တို့တခြားဒီ platform တွေမှာပေါ့เนาะအဲဒီငလင်းကိုအကြောင်းပြပြီးတော့ကျွန်တော်တကယ်အလှူခံတဲ့လူရှိရဲ့ဗျာသူတို့ကြတော့ ဟိုအများစုကဒီ foundation အများစုကတော့ကျွန်တော်တကယ်လှူပေးကြတယ်ဗျာဥပမာကျွန်တော်တို့ဒီခိုင်နေဝေး foundation လို့ပြောဆိုရှိတကယ်လှူပေးတယ်ဗောနော်ဒါပေမဲ့တချို့အဲဒီလိုပေးအတုတွေဖွင့်ဒီလိုမျိုးတင်မာဒီငလေးကိုဘန်းပြပြီးတော့အဲအဲ့လိုမျိုးကိုကိုချိုးအတွက်သုံးနှန်းဟာရည်လည်းရှိတယ်ဗောနော်ဆိုတော့အဲအဲ့လိုမျိုးလူကြီးတော်တော်ကျွန်တော်လည်းသတိပေးချင်တာဗောနော်အဓိကတော့အခုလက်ရှိကလည်းကျွန်တော်တို့နိုင်ငံတကာနေပြီးတော့အာအများကြီးဗောနော်ကျွန်တော်အကူအညီအများကြီးရတယ်အဲကျွန်တော်ဘယ်လိုမျိုးအကူအညီရလဲဆိုတော့ဒါ တင်းမှလည်းဖက်ပြီးဖက်ဖက်တဲ့လူတွေကျွန်တော်တွေ့မှာပါပါเนาะဒီကျွန်တော်အာဒီ American တို့ဒီကျွန်တော်တခြား EU နိုင်ငံတွေကျွန်တော်ဒီအာ Switzerland sorry New Zealand တို့ဘာလို့နိုင်ငံတော်တော်များကနေပြီးတော့ကျွန်တော်အကူအညီအများကြီးရနေတယ်ပေါ့เนาะဆိုတော့အာကျွန်တော်ဂျားထဲမှာတစ်ခုကျွန်တော်ဟိုနေ့ဖြစ်လာခါသိမလားဒီရရှိတဲ့အကူအညီတွေအကုန်လုံးကကျွန်တော်တို့ဓာတ်ရိုက်ပေါ့เนาะဒီလက်ရှိအဲဒုက္ခခံစားနေရတဲ့ပြည်သူတွေစီကိုဓာတ်ရိုက်ရောက်ဖို့တော့အဓိကမျှော်လင့်တယ်ပေါ့နော်တခြားတော့ကျွန်တော်ဘာမှတော့တွေ့ထူးတော့သိရမလားတအားလည်းမပြောဘူးပေါ့နော်ဆိုတော့ အခုနိုင်ငံတကာကြောင်းထောက်ပံ့မှုတွေရနေတယ်ကျွန်တော်ဘယ်ကနေရနေဆိုတော့အများစုအခုမကြတိမိကကြောင်းကျင်ညာထားတဲ့ပုံစံကြောင့် EU နိုင်ငံလို့ပါလို့ဆို EU နေနဲ့ဆိုလို့ရှိရင်ကြောင်းဒီငယ်လင်ကြောင်းအာဒုက္ခရောက်နေတဲ့ဒီမြန်မာလူမျိုးတွေအတွက်ပေါ့နေသမား၅တန်းလူဝိတာတခုရှိတယ်အဲအဲ့လိုမျိုးတို့ကလူမျိုးတွေတော့တို့တွေ့တာမှာတော့ပြောရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ခုနကပြောလို့ပေါ့နော်တကယ်လူတာမလူတာတော့အခုဒီတော့အာမကျင်ညာတွေပေါ့နော်ဆိုတော့ဒီနောက်တော့ UN ကလည်းတို့ရှီစီမှာရှိရတဲ့အဖွဲ့အစည်းတွေနဲ့ပေါင်းပြီးတော့နော်တို့တို့တို့ဟာတို့ ဒီငလျင်တွေ့ရဒီမြန်မာပြည်အဓိကတော့မြန်မာနိုင်ငံမှာရှိတဲ့လူတွေကိုဒီကကူညီပေးမှာเนาะပြီးတော့တို့ထပ်ပြီးတော့ကြီးညာထားတာကဒီမြန်မာနဲ့ထိုင်းနှစ်နိုင်ငံအတွက်ပေါ့เนาะဒီငလျင်ပေးအတွက်ပေါ့เนาะဒေါ်လာ5တန်းသုံးမယ်ဆိုပြီးတော့လည်းထပ်ပြီးတော့ကြီးညာထားတယ်အဲ့ဒါလေးတော့ရှိရောပေါ့เนาะဆိုတော့နောက်ထပ်ဒီနယူးဇီလန်ကလည်းကျောင်းမြန်မာနိုင်ငံအတွက်ဒေါ်လာ2 million လှူမယ်လို့တော့ကျောင်းပြောထားတယ်အဲ့ဒါကလည်းကျောင်းဒီ TV NS သတင်းကနေရောကြီးညာထားရလို့တို့ပြောထားတယ်ပေါ့เนาะသတင်းမှာကြီးညာထားပြီမှာတကယ်ပြန်မလှူလားမလှူလားတော့ ဒါတကယ်တွေ့ရှိသိမှာပေါ့နော်ဆိုပြီးတော့အမေရိကန်ကျွန်တော်အမေရိကန်တမန်တော်ဒေါ်နယ်ထရပ်ကလည်းမြန်မာနိုင်ငံကကူညီမယ်လို့ပြောတယ်လက်ရှိမှာကျွန်တော်အိန္ဒိယနိုင်ငံကဒီဆောင်းနေရဲ့စားစာတွေတခြားလူအပ်တဲ့ဒီအတုံးဆောင်ပစ္စည်းတွေကိုတော့အာဒီအကူညီပေးနေလေပြန်နေပါတော့ကျွန်တော်ဒီဟိုမနေ့ကတော့ဒီရန်ကုန်ကိုရောက်တယ်လို့ပြောတယ်ဆိုတော့ PRC ရောက်လာမှရတော့ကျွန်တော်လည်းဥရီတရားမသိရသေးဘူးပေါ့နော်ပြီးတော့ဒီစားကဲစေရေးလည်း စီဝဲဆိုင်ရာဖွဲ့တွေပါလာတယ်ပြောတယ်ပြီးတော့ကျောင်းဒီတရုတ်ရုရှားတွေကလည်းသူတို့စီကလာတဲ့ဒီ sorry သူတို့စီကကဲသေးသမားတွေအခုလက်ရှိမြန်မာနိုင်ငံမှာကူညီပေးနေကြတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးရှိတယ်ပေါ့နော်ဆိုတော့ဒီတခြားတခြားနိုင်ငံတွေကလည်းနောက်ပိုင်းမှာကူညီလာတယ်ပေါ့နော်တချို့တွေကလည်းတိုက်ရိုက်ပေါ့နော်ကျောင်းတို့ဟိုလို PDC ကိုတိုက်ကူညီကြရှိတယ်အာတစ်ဖက်မှာလည်းကျောင်းတို့ဒီဟိုဒုက္ခရောက်ဒီဖြစ်စီပေါ့နော်တစ်ဖက်မှာလည်းကျောင်းတို့အာဒီစစ်ပေးရတယ်တခုရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကလည်းကျွန်တော်မြန်မာနိုင်ငံက ရှိတဲ့ပြည်တွေတော်တော်များခံစားရတဲ့အာဒုက္ခတွေပေါ့เนาะဆိုတော့အဲ့ဒါတခုရှိတယ်ဆိုတော့ခုနောက်ပိုင်းလည်းဒီငလင်ကလည်းအသေးစားလေးတွေကဟိုနေနေနေဖြစ်နေတော့အာတင်မှာအဓိကတော့ကိုယ်ကယူဆိုင်နေကြဗျာเนาะဘယ်လိုပြောမလဲအာကျွန်တော်ခုနပြောခဲ့ဒီလူတန်းမှုတွေဘာတွေကကျွန်တော်အကုန်လုံးကိုကျွန်တော်ပြည်သူတွေစီကိုရောက်စေချင်တယ်ဗျာအခုအခုကဘာဖြစ်နေဆိုလို့ရှိရင်အာလှူရဲလူကလှူဗျာဒီလှူလာတဲ့ပတ်စံတွေက ဒီတကယ်ဒုက္ခရောက်နေတဲ့လူတွေစီမရောက်လာဘူးပေါ့နော်အဲအဲ့ပြဿနာကအခုဖြစ်နေတယ်ဗျာဆိုတော့သိရမလားဒါကိုအနေနဲ့ဟိုလှူမယ်ဆိုလို့ရှိရင်တေချာလေးဟိုလှူပေါ့နော်လှူတယ်ဆိုတာကတေချာလေးလှူလှူလို့ရှိရင်လည်းစုံစမ်းပေါ့နော်ကိုလှူမယ်အဖွဲ့စီကတကယ်တို့တို့အဖွဲ့စီကတကယ်ဒုက္ခရောက်နေတဲ့ပြည်သူတွေစီကိုအာတကယ်ရောကူညီပေးနေလားပေါ့နော်အဲအဲ့ဒီဟာတစ်ချက်လေးတော့ကျွန်တော်စဉ်းစားသိချင်တယ်ပေါ့နော်ဘာဖြစ်လို့ ျွန်တော်ဟိုတနေ့ကတွေ့လိုက်တယ်ဗျာဟိုစင်းမို့မနေ့ကကျွန်တော်တွေ့လိုက်တယ်ပေးသူတွေဖွင့်တယ်ဖွင့်ပြီးလို့ရှိရင်တို့ကအလှူငွေကောက်ခံတယ်ဗျာမသိတို့ကိုယ်တိုင်ကတကယ်သွားလှူမဲ့ပုံစံနဲ့အလှူငွေကောက်ခံတယ်ဗောနော်ပြီးတာနဲ့ဘာဖြစ်လဲဆိုတော့တို့တကယ်လည်းမလှူဗောနော်တို့တကယ်လည်းမလှူဘဲနဲ့ကိုဂျိုးအတွက်ကိုသုံးလိုက်တယ်ဗောနော်အဲအဲ့လိုလူမျိုးကြီးလည်းရှိတော့နောက်ပိုင်းအသိမလားကျွန်တော်တို့ဒီလှူအားလူတွေကလည်းလက်သွန်းလာတယ်ဗျာတကယ်တကယ်လှူတကယ်တကယ် ဒုက္ခရောက်နေတဲ့စီမရောက်ပဲနဲ့ဂျာကငလင်ကိုအကြောင်းပြပြီးတော့ကိုဂျိုးအတွက်သုံးတဲ့လူတွေရှိရှိနေတော့လူရဲလူရဲလက်သွန်လာတဲ့အဲတကယ်မသိရလူလည်းမသိသေးဘူးနော်အခုသူတို့လှူရတဲ့ဟာတွေကတကယ်မရောက်ဆိုတော့သူတို့တချို့လူရဲမသိရလူရဲရှိတယ်တကယ်လဲကုညီပေးနေလူလည်းရှိပေမဲ့လို့အဲ့လိုဂျာကနေငလင်ကိုအကြောင်းပြပြီးတော့အဲ့လိုသိရမလားကိုဂျိုးအတွက်သုံးတဲ့လူတွေကြတော့ကျွန်တော်တကယ်တော့စိတ်မကောင်းဘူးနော်ဝမ်းလုံးဝမ်းနေပြီအဲ့တော့ကိုကိုအနေနဲ့ကိုလှူမယ်ဆိုလို့ရှိရင်တော့တေချာလေးစုံစမ်း အာစုံစမ်းဒီအဖွဲ့ကတကယ်ထိရောက်တဲ့အဖွဲ့လားဒါမှမဟုတ်လည်းအခုလက်ရှိဖြစ်နေတဲ့နေငလင်းတိုင်းဒီတိုင်းကြီးမှာကိုယ်တိုင်သွားမရောက်နိုင်တော့မှတိမထိထိရောက်နေဟိုသူတို့လှူဒန်းပေးနေလားကိုလှူတဲ့ပတ်စံတွေရောရောက်ရလားအဲလိုမျိုးလေးပေါ့နော်အဓိကအတိမကိုကလည်းအဓိကဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကူညီချင်တာဗျာဟုတ်တယ်မကူညီချင်တဲ့အတွက်လှူပြီးတာဆိုတော့ဒါအဓိကရောက်ဝအရေးကြီးတယ်ဗျာဒါကိုကြားနေရငလင်းအကြောင်းပြပြီးတော့เนาะတခြားဟိုတိရမလားဒီပေးသူတွေဖွင့်အဲ့လူတွေကအဲ့လိုကိုကျိုးတော့အသုံးတော့ကြားနေတိရမလားဟို ဟိုပြည်သူတွေကပဲဒုက္ခရောက်တယ်ပေါ့နော်ပြီးတော့လည်းတဖန်ဒီမနက်ကလည်းတတိယမှာထပ်အရှိပါတယ်ကျွန်တော်ဒီစစ်ဘေးကလည်းတစ်ဖက်ရှိတယ်ပြီးတော့ဒီမကြာမီမှာလည်းဒီအာသူတို့တင်းထွက်နေတော့ဒီမုန်တိုင်းတွေဒီဆူနာမီတွေပါတယ်အဲ့လိုမျိုးလည်းအာလာမယ်လို့တော့တင်းရောကြားတယ်ပေါ့ဒါပေမဲ့အတိကျတော့ဟိုမထွက်သေးဘူးပေါ့နော်ဆိုတော့တအားလေးလဲပက်နေမြဖြစ်နေပေါ့နော်အဓိကတင်းမကိုတင်းဆိုလို့ရှိရင်ကို ဒီ DHT official ကထုတ်တဲ့တင်မှာယုံကြပါဘောเนาะအဲ့ဒါတခုချက်ပြတော့ဟိုတင်ကဆိုလို့ရှိလဲမနေညကဆိုလို့ရှိရင်ကျွန်တော်လူတွေအများကြီးဘောเนาะညဘက်အပြင်မှာထွက်ပြီးတော့နေကြတဲ့ဟာလေးရရှိတယ်ဆိုတော့ငလင်ကလည်းဘယ်လိုပြောမလဲကိုယ်တိုင်လည်းလို့တီးရတဲ့ဟာမဟုတ်ဘူးဗျာကြိုပြီးတီးရတာမဟုတ်ဘူးချက်ချင်းကြီးလို့ဒီမှာဟိုဟိုငဒီနေရာငလင်လှုပ်မယ်အဲ့လိုတဏ္ဍာရီကြိုပြီးတော့လည်းအဲ့လိုမျိုးသူတို့အတိအကျရလည်းမတီးနိုင်ဘူးဗျာတချို့တွေကအာတီးကြတယ်ဆိုတော့ကဒါခက်မှန်းကြီးတီးမှာခက်မှန်းကြီးဆိုတာပညာရှင်တွေအများစုကခက်မှန်းပြီးပြောတဲ့ဟာကိုသူတို့ကဘယ်လိုပြောမလဲဒါက ဖြစ်နိုင်ခြင်းရှိသောဟာသူပြောပြတာဗျာအဲအဲ့လိုမျိုးပဲเนาะဆိုတော့အအဓိကတော့ဒီမှာဒီ officially ကထုတ်ပြန်ကြညာတဲ့တရင်ကိုယုံမှာတချို့တွေကဒီမှာအဲ့လို call ဟလာကြီးပြောပြီးတော့လူတွေကိုအဲ့လို pending ဖြစ်အောင်လုပ်တဲ့ဟာကြီးရောရှိတယ်ဗောနော်အဲ့လေးတစ်ခုရှိတယ်သူအဓိကကျွန်တော်ခုနပြောချင်တာဒီမှာကိုလှူမယ်ဆိုလို့ရှိရင်เนาะအာတေချာလေးပေါ့နော်ကိုလှူခြင်းနဲ့အဖွဲစီကိုတေချာလေးစုံစမ်းဒီငလင်းကိုအကြောင်းပြပြီးတော့ငွေလိမ်တဲ့လူတွေအခုနောက်ပိုင်းတော်တော်လေးကိုများလာတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးခွင့်ရင် ဟိုယူတဲ့လူတွေစီကနေပြီးတော့ကိုယ်နည်းနည်းရှောင်ရှားဖို့လို့ပေါ့နော်ဒါကကြောင့်ဒီနေ့ပြောချင်တာပါပြီးတော့ကျွန်တော်ရဲ့ဒီပေးမှာလဲမကြားခင်မှာကြောင့်ဒီငယ်လင်အဘေးတဲ့ပြူရဲ့ဒီခလေးတွေပေါ့နော်သားသမီးတွေဒါမှမဟုတ်လဲတခြားဒီလူငယ်လူရွယ်လေးတွေအတွက်ကျွန်တော်အာပညာဒါနအခမဲ့လုပ်ဝေဖို့ရှိတယ်ပေါ့နော်အားလေးကကြောင့်အင်္ဂလိပ်စာလေးတွေဒါမှမဟုတ်လဲဂျီဒီအတန်းလေးပေါ့နော်ကျွန်တော်မကြားခင်မှာအခမဲ့ဖွင့်ပေးဖို့ရှိတယ်ဒါကလည်းကျွန်တော်အခုလက်ရှိလက်အမှန်တရားပြောရှင်တော့ခုချက်ချင်းတော့ကျွန်တော်ဖွင့်မင်းရှင်တယ်ပြဒါပေမဲ့ ်တင်မလူတိုင်းတိုင်းကဆိုတော့ internet မရတာလည်းရှိတယ်မီးမလာတာလည်းရှိတယ်အဲ့လိုတချို့နေရာဆိုရင်မီးမရအောင်ဗျာတချို့နေရာဆိုလို့ရှိရင် internet မရတာရှိတယ်ဗျာဆိုတော့အခုနေ့ကျွန်တော်အလကပညာဒါနဆိုပြီးဖွင့်လိုက်မှာဆိုလို့ရှိရင်တကယ်လူအပ်တဲ့လူတွေထက်ကိုတခြားတင်မလာလို့ဟိုအခွင့်အောင်းယူရှင်တဲ့လူတွေကပဲလာချမှာဗျာအဲ့ဆိုကျွန်တော်ကအာတကယ်တကယ်လို့မြန်မာနိုင်ငံကနည်းနည်းအဆင်ပြေလာပြီအဆင်ပြေဆိုတာကြောင့်ခုနပြောလိုပါနေရထိုင်ရလည်းနည်းနည်းအဆင်ပြေလာတယ်ရေမီးပိုင်လည်းနည်းနည်းအဆင်ပြေလာမှုဆိုရှိကျွန်တော်အနေနဲ့ ညာဒါနတစ်ခုဖွင့်ဖို့တော့ရှိရပေါ့เนาะအဲ့ဒါလေးလည်းကျွန်မကြာခင်မှာပြညာဖို့ရှိပါတယ်ပေါ့เนาะဆိုတော့ဒါကကျွန်တော်အခုလက်ရှိကတော့ဘာမှတော့ကျွန်တော်ထွေထူးပြောဒီနေ့ကတော့ထွေထူးဘာမှမပြောဘူးနော်ဒီအဓိကဒီဟာလေးပြောရှင်လုံးကိုကျွန်တော် live လွှဲရခြင်းဖြစ်ပါတယ်ကျွန်တော် YouTube channel မှာလည်း video ရတိတ်တော့မတင်ဘူးနော်ကျွန်တော်တင်တဲ့ video ရတဲ့ဒီငလင်နဲ့ပတ်သက်ပြီးဟာပဲကျွန်တော်တင်ထားတာတခြား high GD ဟာတွေကကျွန်တော်အခုမတင်သေးဘူးပေါ့เนาะအကိအော်သိချင်တာရှိလို့ရှိနေကျွန်တော်ဒီ YouTube channel ရဲ့ comment အောက်မှာဝင်ရေးသားနိုင်တော့ပေါ့เนาะပြီးတော့ကျွန်တော်လက်ရှိမှာလဲပေးမှာလဲကျွန်တော်အခု အာတခုခုအဲ့ဒီခုနပြောဒါနဟိုဒိုနေရှင်တခုလောက်ဝတော့ရှိတယ်အဲ့ဒါလေးလည်းကျွန်တော်မကြခင်ကြီးညာပေးမှာပေါ့နော်ဆိုတော့ခုလက်ရှိမြန်မာနိုင်ငံမှာနေထိုင်နေတဲ့ပြည်သူတွေအားလုံးလည်းကျွန်တော်အမြန်ဆုံးအဆင်ပြေပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ပေါ့နော်ဒီမှာကိုတိုင်ကဟိုအများကြီးမလုပ်ပေးနိုင်တော့မှကိုတက်နိုင်တော့လောက်ကိုလုပ်ပေးချင်တယ်များကြတော့ကျွန်တော်မကြခင်မှာတင်နန်းလေးတခုဖွင့်ဖို့ရှိတယ်အဲ့ဒါလေးကိုလည်းဆက်လက်စောင့်ကြည့်ကြပါအောင်ပြပါပေါ့နော်